ကဲအားလုံးပဲမင်္ဂလာပါဗြဟ္မာသားတို့ရေကျွန်တော်ကတော့ကိုဂျိုကောလာဘရေးရှင်းစံအေးပဲဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုမတင်တာလဲကြာပြီဆိုတော့အခုဗီဒီယိုလေးပြန်နေပေးမယ်ပေါ့နော်ကျွန်တော်ဒီနေ့ပြောပြမယ့်ဗီဒီယိုလေးကပါလဲဆိုလို့ရှိရင် ကျွန်တော်တို့ Starlight ထဲမှာဗျာဒီလားကျွန်တော်တို့အရှင်တော့ပါဒီလားစောက်ရမ်းကိုဈေးကြီးနေပြီးတော့အခုကြတော့မှာဗျာဒီလားလောလောလတ်လတ်ကြီးဗျာပလဲကြီးကိုပေါ့နော်ဒီမှာပါကျွန်တော်တို့ အာဒီရဲ့လေးရဲ့ starlight skin ကို ကျွန်တော်တို့ဒီလိုမျိုးကြီးရောင်းချပြီးအပေါ်မှာပေါ့နော်ကျွန်တော်တို့လေးရဲ့ starlight skin ရဲ့တန်ဖိုးကဘယ်တော့ထိုးကြပါမလဲဆိုတာကျော်နဲ့အတူတူ ပြောပြမှာပဲဖြစ်ပါတယ် ကျွန်တော်ပြောပြမယ်ပေါ့နော်ကျွန်တော်ဘလို့ပေါ့ကျွန်တော် possible ဖြစ်နိုင်တဲ့ဟာတွေကျွန်တော်ပြောပြပေးမှာပဲအဲ့တော့ view လေးမစတင်ခင်မှာ browser တို့အနေနဲ့ကျွန်တော် view မတင်တာလည်းကြာပြီဆိုတော့ line and subscribe လေးနှိပ်ခဲ့ဦးတော့မမေးကြပါနဲ့ဗျာကဲအဲ့ဆို let's go browser တို့လည်းတိမှာပါအာလင်းရဲ့ starlight skin ဆိုတာလုံးဝကိုရှားပါပြီးတော့ပေါ့နော်အော်ရတဲ့လူတော်တော်များများကလည်းတော်တော်လေးကိုလိုချင်တဲ့ skin တစ်ကောင်လို့ပြောလို့ရတယ်လင်းရဲ့ starlight skin ကဗျာဘလောက်တောင်မှတန်ကြီးရှိတယ်ဆိုလို့ရှိရင်ပေါ့ เนาะအာဒီစကင်ကသူ့ရဲ့ကော်ရက်တာစကင်ရဲ့ကျွန်တော်တို့ နှစ်ဆတစ်ဆအနေထားလောက်မှာရှိပါတယ်။အာပြန်ရောင်းချပေးမယ်ဆိုလို့ရှိရင်ပေါ့နော်။ဘာဖြစ်လို့အဲ့လောက်လဲဆိုအရင်တော့ဟာဗျာကျတို့လင်းပရိုပလေယာတိုင်းက all sick ဖြစ်နေပြီမဲ့ကျတို့အဲ့ဒီလင်းရဲ့ starlight skin ကိုတော့မရှိတဲ့လူတော်တော်များများ TikTok ပေါ်မှာဘိုင်းပါပါတွေ့ရတယ်။အဲ့လိုမျိုးအခြေအနေမှာမူတိုးကနေပြီးတော့လင်းရဲ့ D skin ကိုဒီလိုမျိုးထုတ်ရောင်းမိလိုက်တာပါပေါ့နော်။ပြောမယ်ဆိုလို့ရှိရင်များ တို့ကိုအမြင်ကြတော့ဗောနောကျော်တို့တို့ကစီးပွားရေးဂိမ်းမဟုတ်ဘူးလို့ကျော်တို့လူတွေကိုမြည်သေးချင်တာလားဒါမှမဟုတ်လို့ရှိရင်ကျော်တို့ပလေယာတွေမရနိုင်တဲ့အပေါ်မှာမူတိုးမန်းနေပြီးတော့ကြည်ပြီးတော့စကင်ကိုရောင်းချပြရလားတော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့လင်းရဲ့ဟဲ့ဗောနောကျော်တို့အဲ့လင်း Starlight Skin ရဲ့တန်ဖိုးကတော့တော်တော်လေးကိုထိုးကြွားရလို့ပြောလို့ရပါတယ် အရင်နောက်အထီကိုမတန်တော့ဘူးလို့ခံစားရတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ကျွန်တော်အရင်နှောင်းဝဆိုဗျာဟောလင်းစတားလိုက်စကင်ရှိလို့ရှိရင်ပေါ့နော်ကျွန်တော်အာလုံးဝဘောနော်ငါပူပလီယာကြီးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ဘောနော်အကုန်လုံးကလိုက်ကြွားနေတဲ့အချိန်မှာဒီလိုမျိုးကြီးဗျာအခုအချိန်ကြီးနဲ့ဒီလိုမျိုးကြီးတွားပြီးကြည့်ရမယ်ဆိုလို့ရှိရင်တော့ဘောနော် လင်းရဲ့စတားလိုက်စီခင်ရတာအများကြီးမတန်တော့ဘူးလို့တော့မှပြောလို့ရတဲ့အနေအထားလောက်တွေကိုဖြစ်သွားရပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ရောင်းချပြီးရဲ့အပေါ်မှာတော့ကျုပ်ပလီယာတွေတော်တော်များများကအိတ်စကင်ကိုကန်ရတယ်ပြီးသွားလို့ရှိရင်တော့ပေါ့နော်ကျွန်တော်အနေနဲ့အိတ်စကင်ရဲ့ရဲ့စကီအဖက်တွေကလည်း အလောက်လှနေရတဲ့မှာမပါဘူးပြောမယ်ဆိုရင်များအရှင်တော့လူမျိုးလင်းအော့စကီမဟုတ်ဘဲနေတောင်မှပဲအခုလူတော်တော်များများကစတားလိုက်စကီကိုရလို့အော့စကီနေဖြစ်နေကြပြီအဲ့ဒီအတွက်ကြောင့်မို့လို့ brother တို့အနေနဲ့မူတူမကကြည့်မယ်ဆိုလို့ရှိရင်တော့ဒါ player တွေကိုအိတ်စကီရချင်လို့ကျွန်တော်တို့ပေးလိုက်တဲ့တဘောဒါပေမဲ့ကျွန်တော်တို့အခြေအနေမှာကြည့်ရမယ်ဆိုတော့ဗောနော brother တို့အနေနဲ့လင်းရဲ့စကီရဲ့တန်ဘူကဗောနော်ကျွန်တော်တို့အရင်တော့အဲ့ဒီ corridor စကီနဲ့နှစ်ဆတစ်ဆလောက်ရှိနေ များနေပြီးတော့အခုကတော့ character skin ရဲ့ခြေပြားတော့မမီရောတဲ့အထိပါဖြစ်တော့အားရပါတော့အဲ့တဲ့ကြောင့်မို့လို့တော်တော်လေးကိုတန်ဖိုးကြွားရတယ်လို့ပြောလို့ရပါတယ်အဲ့တဲ့ကြောင့်မို့လို့ brother တို့အမြင်ကတော့ဘလူမျိုးထင်လဲကျွန်တော် ပြောပြခဲ့လို့ရပါတယ်ဗျာ like subscribe လေးနှိပ်ခဲ့ဖို့တော့မသိကြပါနဲ့ view လေးတော့ဒီလောက်ပါပဲဗျာ